ထိုင်းနယ်ဆက်မြဝတီနာကနာမည်ဆိုးထွက်နေတဲ့ခိခိပစိုက်ဘာငွေလိမ်ချန်ဝတ်ထက်က လူပေါင်းရာနဲ့ချီဟာကရင်နယ်ချားစောက်သက် BGF ရဲ့စီမံမှုနဲ့အော်တိုဘာလာ23ရက်နေ့ညကစပြီးပြောင်းရွှေ့နေကြပါတယ်။မျက်မြင်တွေ့ရှိချက်အရ BGF အဖွဲ့ဝင်တွေကကားကြီးကားငယ်တွေနဲ့လူတွေအထုပ်ပိုးတွေနဲ့ထွက်ခွာနေကြပြီးတရုတ်လူမျိုးတွေအများဆုံးပါဝင်နေလို့ဆိုပါတယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရစစ်ကော်မရှင်တပ်ကထပ်ပြီးဝင်စည်းမယ်ဆိုတဲ့သတင်းကြောင့်ဖြစ်ပြီး BGF တာဝန်ရှိသူဘိုမူချုပ်စောတင်ဝင်းကတော့ကြားဖြတ်လို့နာမည်ထွက်လို့ဖိအားကြောင့်ပေးပြန်လာလို့ KIC သတင်းဌာနကိုပြောဆိုထားပါတယ်။တချို့ကတော့မြဝရီနယ်အတွင်းတနီးရရာကိုပြောင်းရွှေ့ဖို့ဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။ ိုင်ငံတကာမှာနာမည်ကြီးနေတဲ့ဒီကေကေပစီမံကိန်းနယ်မြေကနေလူအများအပြားအလျင်မြန်ရွှေ့ပြောင်းနေတာဟာဒေသအတွင်းစီးရီနိုင်ငံရေးအရဆက်ဆက်မှုတွေရှိနေနိုင်ပါတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်